အားလုံးပဲမင်္ဂလာပါဗျာ Football SC Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီမှာတော့ Liverpool ရဲ့နောက်ဆုံးရသတင်းကြောင်းအရာလေးတွေကိုလည်းရောက်ပြောပြပေးသွားခြင်းဖြစ်ပါရခင်ဗျာ။ကျွန်တော်ရဲ့ Channel လေးမှာ Liverpool နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြဖို့တော့မေတ္တာရပ်ခံပါရခင်ဗျာ။အားလုံးပဲကျွန်တော်တို့ဒီနေ့မှာတော့ဒါ PSG နဲ့ကျွန်တော်တို့ Liverpool တင်းရဲ့ US UC ရဲ့ဒုတိယအကြိမ်မှာရှင်မြန်ကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ လီဗာပူးရဲ့ညာနောက်ခံကစားသမားဖြစ်တဲ့အလက်ဇန္ဒားအန်နိုကချီချီဝတ်တိုင်ရာကြောင့်သူ့အနေနဲ့အနားယူခဲ့ရပြီးတော့လက်စတာနဲ့ပွဲမတိုင်ပြီးလေ့ကျင့်ရေးပြန်ပြန်ဆင်းနေပြီဆိုပြီးတော့လဲသတင်းတွေအရသိရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီနေ့မှဆိုလို့ရှိရင်တော့အလက်ဇန္ဒားအန်နိုအနေနဲ့လေ့ကျင့်အကွင့်မှာပြန်လဲပူပေါင်းနေပြီးတော့လက်စတာနဲ့ပွဲမှာပါမို့ပါမို့အတွက်တော့အတိအကျမသိရသေးဘူးလို့လဲကျွန်တော်တို့သတင်းတွေအရသိရပါတယ်အလက်ဇန္ဒားအန်နိုကဆိုလို့ရှိရင်ကျွန်တော်တို့ ဒီ PG နဲ့ပွဲထဲရဆိုလို့ချင်းအခုဆိုလို့ချင်းနာအနာယူခဲ့တာဆိုရင်တော်လေးကြာနေခဲ့ပါပြီ။ဒါနောက်တစ်ယောက်ကတော့ဂျိုကိုမန်ပေါ့နော်။ဂျိုကိုမန်ကလည်းသူ့အနေနဲ့ဒါလေ့ကျင့်ရေးတဲ့ပုံမှန်ပြန်လည်ပါဝင်နေပြီးတော့လက်စရာနဲ့ပွဲမှာပါဝင်မှုပါဝင်မှုအတွက်မတိချသေးဘူးဆိုပြီးတော့သတင်းတွေရသိရပါတယ်။ကျွန်တော်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့လီဗာပူးတင်းရဲ့အထောင်တိုက်စစ်မှုဒါဝင်နူးနတ်ပေါ့နော်။ဒါဝင်နူးနတ်ဟာဆိုလို့ချင်းလည်းကျွန်တော်တို့ဝက်ဆန်းနဲ့ပွဲမှာဆိုသူ့အနေနဲ့ ဖြားယောဂဝေဒနာကြောင့်လွဲချော့ခဲ့ပြီးတော့ဒီနေ့မှဆိုလို့ရှိရင်လေ့ကျင့်ပြန်လဲပါဝင်နေပြီတို့လည်းကျွန်တော်သတင်းတွေရသိရပါဗျ။ဒါဝင်နုနက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့လက်စတာနဲ့ပွဲမှာဆိုလို့ရှိရင်သူ့တွင်နဲ့ပါဝင်ဖို့ရာခိုင်နှုန်းများရဲ့ဆိုတော့လည်းသိရပါတယ်။ဝဆန်းနဲ့ပွဲမှာဆိုသူမမျောလင်းမဲနဲ့ဒါပွဲနာနီးကန်ဒီမှာတော့အဖျားအေးအေးလွန်ပြီးတော့ဒါအဖျားယောဂဝေဒနာကိုခံစားရတဲ့အတွက်သူ့အနေနဲ့ပါဝင်လာနိုင်ခြင်းမရှိပဲဒီနေ့မှာဆိုလို့ရှိရင်လေ့ကျင့်ရေးပြန်လဲပူပေါင်းနေပြီးတော့ လက်စတာနဲ့ပွဲတော့အကောင်းဆုံးပြစ်စင်နေရဆိုပြီးတော့လေသတင်းတွေကကျွန်တော်တို့သိရပါတယ်အဲတော့နောက်တစ်ယောက်ကတော့ဖက်ထရီကိုချီစာပေါ့နော်ချီစာဆိုလို့ရှိရင်နွေရာသီပြောင်းရှိတော့ကျွန်တော်တို့လီဗာပူးသင်းပေါင်း73 72တန်းကျော်73တန်းဝင်းကျင်နဲ့ရောက်လာပြီးတော့ဒါသူ့နေနဲ့ injury ရောက်ခါစားတော့ injury မပြေဝသေးတဲ့အတွက်လီဗာပူးပွဲစဉ်တော်တော်များလွဲချော်ခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ injury ပြဿနာတွေတက်တာွားတဲ့အချိန်မှာလဲသူ့အနေနဲ့ပုံမှန်ကစားကွက် ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပဲနဲ့ကျွန်တော်တို့ဒါဒါဝင်နူးနက်တို့ဒီဂိုဂျိုတာတို့ရဲ့နောက်ဆုံးမှာနောက်မှာပေါ့နော်ဒါရန်ဖန်ရခါအတုံးပြူတဲ့ကစားသမားဖြစ်နေသူ့အနေနဲ့နေပွဲထွက်ခွင့်နေတိတ်မရတဲ့အတွက်ဒါဒီအခုသတင်းတွေရဆိုလို့ရှိရင် AC Milan တင်းရတန်တင်းရကျွန်တော်တို့ခြေစာကိုပြန်လဲစိတ်ဝင်စားနေရဆိုပြီးတော့သတင်းတွေမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ခြေစာကိုလီဗာပူးတင်းနေနဲ့တကယ်လို့ပေါင်25တန်းနေပေါင်3 တန်30ဝန်းကျင်ကြာရမယ်ဆိုလို့ရှိရင်ရောင်းချနိုင်ွယ်ရှိတယ်ဆိုပြီးတော့လည်းသတင်းတွေမှာတွေ့ရပါတယ်ကြောချေစာဆိုလို့ရှိရင်သူ့အနေနဲ့ရေသွေးကောင်းတဲ့ကစားသမားတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူကဒီဂျူပင်နက်ဒင်းမှာတော့ကချီ ACA တန်ရာရရှိပြီးတဲ့နောက်ပိုင်းပေါ့နော်သူ့အနေနဲ့ဒါပုံမှန်ခြေစွမ်းတွေပြန်လဲရရှိဖို့အတွက်ရုန်းကန်နေရပြီးတော့ခြေသားရဲ့ဖေကတော့ပြောထားတာတော့လီဗာပူးတင်းမှာသူ့သားအနေနဲ့ပျော်ရွှင်နေပြီးတော့လီဗာပူးမှာပဲသူ့ရဲ့အကောင်းဆုံး ခြေစွမ်းကိုပြန်လည်ရရှိဖို့ကြိုးစားသွားမှာဖြစ်တဲ့ဆိုပြီးတော့လေကျွန်တော်ကောလာဟလသတင်းတွေမှာတွေ့ရပါတယ်။လီဗာပူးတင်ကတော့ခြေစာကိုတကယ်လို့လိုချင်တဲ့အသင်ရှိမယ်ဆိုလို့ရှိရင် ပေါင်25တန်းနေပေါင်တန်30ကြာရမယ်ဆိုလို့ရှိရင် ရောင်းချနိုင်ပွဲရှိရဆိုပြီးတော့သတင်းရင်းမြစ်တွေမှာတွေ့ရတယ်။အဲ့တော့ကျွန်တော်ကလီဗာပူးရဲ့နောက်ဆုံးရသတင်းလေးလည်းပြပြကြည့်ပေးခြင်းဖြစ်ပါတယ်။